ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကမှာတော့ပရိသတ်တွေအတွက်စာရေးသူနာယူစေတက်ရေးသားထားတဲ့အယူသူတို့နဲ့အေအိုပြက်ကြီးကမြက်ကန်တစီကြီးအစအဆုံးကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုလေးကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ပေးနာလို့ဒီပဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမရောအစီအစဉ်တက်ဆက်သူဟိမကူကူဖြစ်ပါရစေရှင် ဒဇိုလိုနာမည်ရှိတဲ့ရွာထိပ်မှာအိတ်အုပ်ပြက်ကြီးတစ်လုံးရှိပါတယ်။တရင်ကြီးရဲ့မှာမျက်လုံးမပါတဲ့မမြင်မဆန်းတစေကြီးတစ်ကောင်ရှိတယ်တဲ့။တစေကြီးရဲ့ပုံစံကဝါဝါဖန်ဖန်လုံးတုံးကြီးတယ်လေ။အမေဒါပေမဲ့နော်ဒီတစေကြီးကိုမျက်လုံးမပါဘူးဝါဖန်ကြီးဆိုပြီးတော့ရှီပြက်စရာရဲ့လို့တော့အထင်သေးမယ်တော့မကြံနဲ့။ကြာဘူးနာဝဆင့်ကန်စကားများအရာဆိုရင်တော့ဒီတစေကြီးဟာတိတ်ကိုကြံနေတစေကြီးတစ်ကောင်နဲ့ဗျ။ သူကမျက်လုံးမျက်ပေါက်မပါပေမဲ့မျက်နှာကြီးတစ်ခုလုံးမှာနှာခေါင်းပေါက်နှစ်ပေါက်နဲ့ပါးစပ်ပြပြဲတာရှိရဲ့မျက်နှာကြီးကမြင်တဲ့သူကိုသွေးပြတ်ချောက်ချားစေရလေသူ့လက်ကြီးနှစ်ဖက်ကဓာတ်လိုထက်တဲ့လက်သေးတွေနဲ့လူတွေကိုတိုက်ခိုက်ပူတယ်သူ့ရဲ့ဝါးဖိုင်နေတဲ့ခန္ဓာကိုယ်ကြီးကလူတွေကိုတွန်းတိုက်တက်ဖိထားတတ်တယ်တဲ့သူကြောင့်လူတယောက်သေပူတယ်သုံးယောက်သေးချေပြပြီးတော့ယူနှက်သွားခဲ့ပူတယ်ဖနောင်းနဲ့တင်မှာတသားနဲ့ကြာပြီးတော့ပြေးရတဲ့သူတွေကတော့ခက်အဆက်ဆက်ဆိုရင်တော့မနေဘူးပေါ့လေအဲ့လိုပြေးကြတဲ့သူတွေပြောကြတာကတော့အေယိုပြက်ကြက်တစ်စီကြီးရွှေပြောက်ရှာနေရတဲ့ လူနဲ့ဆုံလာပြီဆိုရင်ငှားရွှေဘမလဲငှားရွှေဘမလဲဆိုပြီးတော့အရှင်မေးတာတယ်ဗျအေးအဲ့လိုမျိုးမင်းနေတော့မှပြေးမယ်ဆိုရင်တော့လွတ်လိမ့်မယ်နော်မပြေးဘဲနဲ့ကြောက်အံ့ပြီးရက်နေမိမယ်ဆိုရင်တော့တေဖို့သာပြင်ထားတော့ဆိုပဲလူကိုပြေးဝင်ပြီးတော့တွန်းတိုင်ရင်တိုင်မတိုင်တော့ပါဇက်ပြဲကြီးကအတန်ကိုအော်ဟင်းနဲ့အနားကိုရှောက်လာပြီးလက်သေးတွေနဲ့အသေးကြီးတိုက်ခိုက်တော့တာပဲတဲ့ဩကျုပ်လားငါတောင်းဆိုရဲကျုပ်ကတော့ဒီတစီကြီးနဲ့မြက်ဝါထင်ထင်သူတင်ကိုတင်တစင်တစ်ခါမှတော့မကြုံဆုံမှုပါဘူးတခါတော့စမ်းတက်ရင်လည်းကြုံမှုတော့ရှိရဲ့ ဒါလည်းအပေါ်မှာပြောခဲ့တာတွေလောက်တော့အခြေအနေမဆိုးဘူးလေမျက်ဝါးထင်တယ်မှမဟုတ်တာအဲ့တော့အကြောင်းကျုပ်ပြောပြမယ်အဲ့တော့ငါကျုပ်တို့ရွာလူငယ်တွေကအင်ကြီးထဲဝင်ပြီးတော့စူးစမ်းကြမယ်ဆိုပြီးတော့မဝင်ကမှအလွန်ဆွာပြီးအလွန်ထက်တဲ့ခွေးတစ်ကောင်နဲ့စမ်းတက်ခဲ့ကြပါဗောကျုပ်တို့ရဲ့အစီအစဉ်ရတော့ခွေးကြီးကိုအင်ကြီးနာထီခေါ်လာပြီးတော့အမဲသားတို့နှာခေါင်းနောက်ကပ်ပြီးတယ်ပြီးရင်အမဲသားတို့ကိုအင်ကြီးထဲဆူပြသွင်းပေးလိုက်မယ်ခွေးရအဲ့အမဲသားတို့ကိုစားကျင်နေစုံနဲ့အိမ်လေးကိုအပြေးဝင်လိုက်မယ်။ကျုပ်တို့ကအပြန်နေစောင့်ကြည့်နေကြမယ်ပေါ့ ခွေးရောက်ဘာမှမဖြစ်ပဲပြန်ထွက်လာမယ်ဆိုရင်တော့ကျုပ်တို့လူစုကအိမ်ထဲဝင်မယ်လေအဲ့လိုစီစဉ်ထားကြပါဒါမဲ့ဒီလောက်ရဟာတပတ်ညနေစာအနေကြည့်ပြီးပြောမယ်ဆိုရင်တော့ကျုပ်တို့ရဲ့လောက်ရကလူမဝင်ခင်ခွေးကိုအရင်တစားကန်လှွတ်တယ်ပဲပြောရလိမ့်မယ်။ဒီလောက်ရအတွက်လေခမားတို့ကျုပ်တို့ကိုချင်းစာစိမရှိတဲ့သူတွေလို့ဆိုချင်လဲဆိုလို့ရပါတယ်။အဲ့ဒီတော့ကတော့ကျုပ်တို့လည်းကိုဖြစ်ချင်တာပဲသိခဲ့ကြပါလေ။အမဲသားတို့ကိုခွေးစီကိုအနံ့ပေးပြရနဲ့အိမ်ထဲကိုပြစ်သွင်းပြလိုက်တယ်။ခွေးကအစာစောနဲ့အိမ်ထဲကိုတရှိန်တို့ပြေးဝင်သွားခဲ့တာပေါ့။ဟော။ ခွေးလေးအထဲကိုရောက်ပြီးမကြလိုက်ဘူးအထဲကနေဝုန်းကနေအတန်းကြီးတတန်းထွက်လာပြီးခွေးရဲ့နန်းနာကျင်ကျင်အော်ဟစ်တဲ့အတန်းနဲ့ရုံးကန်တန်းကြားတယ်ပြီးတော့တဆက်သေးထွက်လာတာချူ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 အတန်းတွေကြားမိလိုက်ရတဲ့ကြုတ်တူချက်သိန်းတွေထားပြီးရှူးတွေပေါချင်လောက်ကြောက်စိတ်တွေကဲမိရတာပေါ့အဲ့ဦးပြက်ကြီးအထဲကိုဝင်ကျင်တဲ့စိတ်တွေလည်းဘယ်စီကိုရှောင်မှန်းမသိစက်ပြောင်ငှက်ပြောက်ပဲအဲ့ဒီအချိန်မှာကြုတ်တူတွေတိကျရတာတခုတည်းပဲဖနှောင်းနဲ့တဲမှာတသားတဲ့ကြောင်ပြေးဖို့အသက်လူပြီးပြေးဖို့ရေပေါ့ ကျွတ်တို့ဆောင်တက်ခဲ့တဲ့ဒီတစ်ကြိမ်ဟာအကြအနေနဲ့ကြားဘူးခဲ့ကြပြီးတော့မြော်ဝါးထက်နေမဟုတ်တဲ့အတွေ့အကြုံတစ်ခုအနေနဲ့ပဲကြုံမှုခဲ့ကြရလို့ဆိုပါတော့လေ။음။အဲ့လိုမျိုးမြော်ဝါးထက်နေမဟုတ်ပဲနဲ့မင်းတို့ကဘာကြောင့်ကြောက်ကြတယ်လဲ။အတွင်းမှာတခြားတားရဲတတော်ဝါတကောင်ခွေးကိုစားတော့ပြစ်တော့မဖြစ်နိုင်ဘူးလားလို့မေးလိုက်တော့ကျုပ်ဘက်ကတော့ဖြေရမှာခက်ခက်ပဲလို့ဆိုချင်မိတယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးကြုံရင်ဘာဖြစ်တတ်တယ်ဆိုတာကိုအရှိအဟင်ကနေကြားခဲ့ဘူးတဲ့တာတကားတွေကအများကြီးရှိနေလေ။မတော်လို့သာကြားထမိတယ်လို့ဖြစ်ပြီးဆိုပါစို့။ ကျွတ်တွေအသက်တွေအတွက်ဘယ်သူကတာဝန်ရှုပေးမလဲနော်ဒီတော့အရင်ချောက်ရမယ်ဆိုရင်ကျွတ်တို့ခက်ကတစေကြီးနဲ့မြန်ဝါထင်နေကြုံခဲ့ဘူးတဲ့သူကမရှိခဲ့ဘူးကြုံရအောင်လဲရွာထိတ်ကအင်ယိုပြက်ကြီးအထဲစီကိုဘယ်သူကမှအချိန်မချရခဲ့ကြမို့လားရှေးကလေးကစိတ်ကံကြာဘူးခဲ့တဲ့ဇကားတွေကြောင့်ဘယ်သူကဒီအင်ယိုပြက်ကြီးအထဲစီကိုဝင်ရင်းမာတော့ကျွတ်တို့တော်မှလူ၁၀ရောက်နေပါမို့အင်ယိုပြက်ကြီးအနီးနားထိကပ်ရဲခဲ့တာရဲစေးတင်ထားမိကြတယ်ပါခဲ့မှာပေါ့လေ ီးတော့အပေါ်မှာပြောခဲ့တာတွေကတော့ကျောက်တွရွာရဲ့ဘိုးဘေးတွေဆီကနေဆက်ချက်စိတ်ကန်းစင်ကန်းလာခဲ့တဲ့စကားတွေဆိုတာခင်ဗျားတို့တွေအကုန်လုံးပြောပြခဲ့ပြီးသားနော်။အော်ဒါနဲ့မေ့တော့မလို့ဒီနေရာမှာတစေကြီးရဲ့အတိတ်ကာလလူဘဝတုန်းကအကြောင်းစင်ကန်းစကားတွေအတိုင်းပြန်ပြီးတော့ပြောပြရအောင်မယ်။ဒီတစေကြီးရဲ့နာမည်ကဥလာတင်နဲ့ဇနီးသားမီမရှိဘူး။ပြီးတော့တကိုယ်ရဲထီတီးကြီးနေထိုင်တဲ့လူပြိုကြီးတယောက်ပေါ့။အသက်ကတော့60လောက်ရှိလိမ့်မယ်။ သူရဲ့အသက်30လောက်မှာတော်ရဲဝင်ဝါခေါ်ရင်းနဲ့ရှစ်တတကြီးတလုံးကိုရှားလိုက်ရနေတိတ်ကိုချမ်းသာတဲ့လူတယောက်ဖြစ်ခဲ့ရတယ်။သူမရှိနွမ်းပါတဲ့အချိန်မှာဆွေမျိုးတွေဆီကနေဘလို့မှအထောက်ပံ့နေမရခဲ့တယ်လို့အဖက်မတန်တယ်လို့ဒီအကျင့်ခံရတာမျိုးတွေကိုကြုံဆုံရတယ်လေ။ဒီအတွက်ကြောင့်မဲဦးလာတရတကူတီတီရုံးကန်ရတဲ့သူဆိုတော့သူချမ်းသာလာတဲ့အချိန်မှာဘသူကမှမထောက်ပံ့မပေးကမ်းခဲ့ဘူး။ဒါကြောင့်ရွာပြင်ခက်လန်းလန်းမှာအလွန်ကြီးမားတဲ့အုတ်တိုက်အင်ကြီးကိုစောက်ပြီးတော့ဆွေမျိုးမဟုတ်တဲ့အလုပ်သမားတွေနဲ့နေထိုင်တယောက်တည်းစီစဉ်ခံနေ။ တခုတော်နှစ်မှာတော့ရွာကသေးနံဆိုင်ခင်းတွေအားလုံးကကျိုင်းကောင်ကပ်ပြီးကြာရောက်ခဲ့တယ်လေ။တိမ်တမကများပြလုံးတဲ့အဲ့ကျိုင်းကောင်တွေကစိုက်ခင်းတစ်ခုကိုကြာပြရနေမိနစ်ပိုင်းအတွင်းမှာစိုက်ခင်းတစ်ခုလုံးရာဆန်မရှိအောင်ကိုက်ဖြတ်စားတော့ပစ်ပြီးပြီ။ဒီလိုကပ်ပြီးကြောင်မဲ့တရွာလုံးကတစ်နှစ်ပတ်လုံးနေပါအငက်ပေးစိုက်ခန်းခဲ့ရတယ်လေ။ဒီလိုရဖြစ်လာတော့ဆွေမျိုးအတိုင်းဝိုင်းနေတာတကူရဲဖြစ်ပြီးတော့အချင်းနေမပြတ်တဲ့ဥလာတင်စီကိုချင်းကပ်ပြီးတော့တောင်းရမ်းကြတယ်။ဥလာတင်လည်းဘသူကမှတစိတပြောင်းမှမပေးဘူး။အဲ့တော့ဆွေမျိုးရိအကုန်လုံးကဥလာတင်ကိုညှို့ကြပြီပေါ့ ဥလာတံလေးလူလေလေစိုင်းကောင်အရေးဖြစ်ပြီးကြတဲ့ကသူ့ပိုင်တဲ့ရွှေတွေကိုအထုပ်ထည်နဲ့တင်ဆက်ပြီးတော့မြေရင်တစ်ခုတူလို့မြုံနှံခဲ့တယ်။ဒီလိုနဲ့တခုတော့ညာရောက်တော့ဥလာတံကိုညှို့ထားတဲ့ဆွေမျိုးတစုက AC ကိုချင့်ကပ်ပြီးတော့ဓမြဝင်တိုက်တယ်။ဘလောက်ပဲရှိုင်းနှပ်ပါစေအသေးခံမီမပေးဘူးကြီးညင်းဆန်တာ။မျက်လုံးတွေကိုဖောက်ထုတ်ပြီးတော့နှိပ်စက်မိမြန်လေဥလာတံညင်းဆန်စေပဲ။နောက်ဆုံးတော့ဆွေမျိုးတွေကဥလာတံကိုမုံတိလုံးမကမုံတိမိကြတော့တင်ငယ်စောကန်ရဲ့ထီကိုရှိုင်းနှပ်ပြီးတော့အင်းကြီးထဲမှာရှိတဲ့အချားပစ္စည်းတွေကိုပဲယူဆောင်ကြရပါလေ။ တည်ယူလို့မရတာတွေကိုတော့ဖြည့်ဆည်းပြကြတယ်။သူတို့တွေပြတ်ထွက်တော့အင်ဂျီကိုမီးရှို့ခဲ့ကြပေါ့။ရွာလူတွေကလည်းမီးလောင်နေတဲ့ဥလာတဲအင်ဂျီစီကိုဘသူမှလာရောက်ပြီးမငြိမ့်သက်ပေးဘူး။သူတို့ကလည်းမဆောင်ရှောက်ခဲ့ဘူးမို့လား။ဒီလိုနဲ့ပဲတငယ်စောကြတဲ့အထိအရိုက်ခံထားတဲ့ဥလာတင်ကလည်းမိရက်ပါသွားခဲ့ရပြီးတော့မကျွတ်မလွတ်တဲ့တဆေကြီးတကောင်ဖြစ်ခဲ့ရတာပေါ့။တေဆုံတဲ့အချိန်မှာသူ့ဖွက်ခဲ့တဲ့ရွှေတွေပေါ်မှာဆွဲလန်းရင်းနဲ့လူတွေနဲ့ကြုံဆုံတိုင်းမှာရွှေတွေပေါ်မှာလည်းပဲမင်းနေတော့တာတဲ့။ အေးသူ့မျိုးတွေကတော့သူတည်ပြီးရဲ့နောက်ပိုင်းမှာကျိုင်းကောင်ရဲ့ကပေးကြောင်ဖြစ်တဲ့အငတ်ပေးကြောင်လားတခြားအကြောင်းကြောင်ကြောင်ပဲလားဘာကြောင်မှမသိရပဲရွာနေအပီပြောင်းပြေးကုန်ကြရတဲ့တီးနပေါ်တဲ့ချိန်ကျုပ်တို့ရဲ့ရွာမှာထင်းနေတော့တီးထက်တီးညက်တွေအရာကောင်းပြီးတော့တကယ်ကိုငွေရှင်နဲ့နှစ်တနှစ်ဖြစ်ရတယ်တရားလုံးကတောင်းသူတွေဆိုတော့လေလက်ပြားငွေတီးနေကြပြီးသူ့မျက်နှာကြည့်လေပြုံးကိုမျက်နှာကြည့်လေပြုံးပြုံးနေပေါ့ဗျာဒီနေ့တွေကတော့အလှူတန်းတွေတိတ်ပြီးတော့ပေါ်လိမ့်မယ်လို့ကျုပ်တို့ယူဆမိတယ် ဒီနေ့ကျောက်တို့ရဲ့လေရဲကနေနောက်ဆုံးတလင်းကိုသိမ်းပြီးတော့လဲနေစီနဲ့ရွာတွေပြောင်းဝင်လာကြတော့ညနေဆောင်ချိန်ဖြစ်နေပေါ့ကျောက်ကအနောက်လဲအရှိလဲစီမှာကြတော့စပားအိတ်အနေငယ်နဲ့ကျောက်ရဲ့မိသားစုတွေစီးကြတယ်ကျောက်မောင်နဲ့လဲပေါ်မှာကျောက်တောက်ထဲနဲ့စပားအိတ်တရားအပြည့်ပေါ့လဲနေစီရွာမူဝင်ကမှာအင်ယိုပြက်ကြီးအနာအနီဖြတ်သွားကြတော့အင်ယိုကြီးအနာချုံတွေတွေခုတ်ထွေနေလူစိမ့်တစုတွေ့ကြတယ်စွစုပေါင်းပဏ္ဏရောက်ရေတော့အတိအကျမသိရပါပေမဲ့ကျောက်တို့မြင်မိတဲ့လောက်ကတော့၄ယောက်ပါတယောက်ကတော့ရှောင်းဝစ်စုံကိုအနဲ့ရောင်အထက်အဝစ်စင်ထားတယ် ိတ်လွာကျန်တဲ့သူတွေကိုလညို့ထုတ်ပြီးတော့ညွှန်ကြားစေပါနေရလဲမြင်ကြတယ်။ကျုံနဲ့အရှိလျာကျုံမိသားစုတွေလည်းဒီမြင်ကွင်းအထူးဆန်းဖြစ်နေလဲပြန်တဲ့အထိလှဲ့ပြီးတော့ငေးကြည့်မိကြပါလိမ့်။ဟုတ်တယ်လေဗျ။အဲ့လိုမျိုးအေအိုပြက်ကြီးအနာမှာလူသူလေးပါမမြင်ရတာကျုပ်သက်သက်တင်မကတော့မို့လား။ဟောအခုမြင်ရပြန်တော့လေလူစိမ့်သူစိမ့်တွေကမြင်ရတာလေ။ဒါတော့ကျုပ်တို့အနေနဲ့ထူးဆန်းနေထင်မိတာပေါ့။ကျွတ်တော်ဆင်းမျောဘယ်သူရဲ့ဘဝရဲ့ဘယ်ရလေရဲ့လို့မဆက်စုခဲ့ပါဘူးဆက်စုခြင်းနဲ့စိတ်လည်းမရှိဘူး ဒီနေရာကြီးကိုရောက်ပြီဆိုရင်အလိုလိုနေရုံမှစိတ်တယ်မတုံမတန့်ဖြစ်နေမြာအဲ့တော့လေကျောက်ရဲ့စိတ်ထဲမှာအင်အိုပြက်ကြီးနဲ့လူစိမ်းတွေထူးဆန်းနေရလို့ပဲသတ်မှတ်ပြီးအင်အိုဆက်ပြီးပြန်ခဲ့တာပေါ့လဲကိုတော့ခက်မြမြမောင်းမိတယ်အချိန်ကနေဝင်မိုးချုံမှာမဟုတ်လားအင်ရောက်ရင်စပားအိတ်တွေကိုလည်းစပတ်ကြီးရဲထည့်အောင်မယ်လေအင်အိုရောက်တော့လဲရဲ့ရက်ချင်မှာပဲကျောက်ရဲ့အင်သူမညူပြသူ့စီးရဲ့အရှိလျာနေစင်းပြနေကျုပ်စီအပြည့်ရောက်လာတယ်ကိုတော့ဟိုရင်ကြီးဆရာလူတွေတော်မြင်ရမဟုတ်လားအင်းမြင်နေလေတော့စိတ်တယ်ဘလို့တွေးတော့အင်း ဘလို့တွေးရမလဲဟာအဲ့နော်မှာလူသူမမြင်ရတာကြတော့ထူးဆန်းနေလို့တော့တွေးမိအင်းတော့ကျုပ်လည်းအဲ့လိုတွေးမိတယ်ပြီးတော့ဟိုလူအနေအဝတ်ထားရလူလားอืมဟုတ်တယ်ဟုတ်တယ်အဲ့လူအဲ့လူကြီးဟာတာမမဟုတ်တယ်လို့ပဲကြောက်စိတ်တယ်ဆိုအောင်လန်းဆံများလားမသိဘူးနော်မင်းညိုပြတော့ညာအတူတူမြင်ခဲ့တဲ့မြင်ကွင်းကိုသူ့ကြမှာဘလို့များအဲ့လောက်ကြီးတိတီကာချဲ့နေရမယ်ကျုပ်လည်းနားမလည်မိဘူးနေဟာသူ့မသာအောင်လန်းဆံဖြစ်တော့ဘာဖြစ်တယ်လဲကျုပ်လည်းစပါးအိတ်တွေချပေါ်ရအတွက်စိတ်ကလည်းလောစောနေမရမှုအငေါ်တူးမြည်လေး အေးကိုထောက်တော်ဘလို့တော်ပြောလိုက်တာတော့တော်တို့ကျုပ်တို့ငငယ်တွေကအဲ့ဒီအိမ်အိုပြက်ကြီးနဲ့ရွှေပြောက်မင်းနဲ့တစီဥလောင်ရဲ့အကြောင်းနားပြေရှံလူမတားကြားခဲ့ကြတာလေတစီရသူ့ရွှေတွေဝှက်ခဲ့ရတယ်လေအဲ့ဒါနင်ပြောစင်တာအဲ့လူစိမ်းများရွှေလာရှာတယ်လို့ဆိုလို့ကျင်တာလားอืมဟုတ်တယ်ဩရှာတော့ဘာဖြစ်တော့ဟာအဲ့ဒါသူတို့ကိစ္စသူတို့နဲ့ထိုင်တစီရသူတို့ဘာမှမလို့သူတို့ရှာမှာပေါ့ဘာမှမကိုအတွက်ပုံးပယ်သွားလို့တော့ကိုထောက် တော်ဟာလီပြောရဆိုတာတော်တော်လက်ပေါက်ကတ်တာပဲမရားကြောင်လည်းမသိအရေးပြလို့လည်းအကောင်းမထင်တော်တော်ခတ်တာပဲမတ်ရွှေညူပြားကြက်ကိုမကြည့်မနဲ့နဲ့ဘောက်ဆက်ဆက်ပြောရင်အနာကထွက်သွားတယ်ကြုတ်လေတင်းကလေးကိုဘာမှပြောမနေဖြစ်တော့ဘူးအဓိကလောက်ရောက်မှဖြစ်တဲ့စပါးအိတ်တွေကိုထမ်းပြီးစပက်ကြီးစီပို့နေမိရတာပေါ့အရှိလေစီမှာလဲကြောက်ရတူမိုးကောင်းတဲ့ကြောက်ရတာဖိုးတုတ်တွာကိုစီစပါးအိတ်တွေထမ်းချနေပါတယ်ကြည်ရဲ့စပါးတွေတခါလဲဖောက်ချလုံမြောင်ဆိုတော့မိုးတော်ချုံမှာပဲစပါးတွေကြည်သွင်းတာပြီးစီးရတယ်ကြုတ်လေရေမိုးချိုးလိုက်တယ် ရီမိုးချိုးပြီးတော့ကြုံတဲ့အတူဖိုးတုံနဲ့မိုးကောင်တော့ထမင်းစားကြတယ်။မတ်ရွှေညူပြားကတော့ကျုပ်ကိုခုနကိစ္စအတွက်အကောက်တော့မပြေသေးတာကြောင့်ထမင်းလာမစားဘူး။ဒီအချိန်မျိုးအကဲခတ်တော်တဲ့ကျုပ်သားဖိုးတော်သတိထားမိရဲ့လေ။ဒါကြောင့်လည်းကျုပ်ကိုထမင်းစားရသူ့အမေစီမင်းငော်ရင်နဲ့အဖေမိဘဖြစ်နေရလေ။မီးတယ်။ကျုပ်ကလည်းဘာဖြစ်နေမှန်းမသိဘူးလို့ပဲအလွယ်တကူပြန်ဖြေလိုက်တာပေါ့။ဒီလိုနဲ့ထမင်းစားလို့ပြီးစီတော့ဖိုးတုံနဲ့မိုးကောင်အတွက်ကျုပ်ကဗီဒီယိုဝန်ငွေထုတ်ပေးလိုက်တယ်။ ကျွတ်တို့ကြည့်လာမှာတော့သိတဲ့အတိုင်းပဲလေဗီဒီယိုဆိုရာကြီးပေါ်လာပြီးတွေကလဲတဲ့ရတဲ့တနေတာအလုပ်ပင်မဲ့သမျှတို့ညအချင်းအဲ့ဒါကြီးနဲ့ချွေးသိပ်ပြီးဖြေးပြောက်ကြရတယ်ရဲမင်းပိုင်တို့နေထလင်းတို့ဆိုတာကကျွတ်တို့ကြည့်လဲအကြိုက်အထိုးကျိတ်ချင်တဲ့မင်းသားတွေပေါ့သူတို့စကားဆိုတာလေကျွတ်တို့ရွာတွေကကိုကြောက်ဖျောရဲ့ဗီဒီယိုရုပ်စီမှာပဲညတိုင်းပြတာနေ့လေတနင်္လာနေ့ရက်ကကြောက်ကြမိခဲ့တာသူတို့ကြောင့်မှဒီညလေနေထလင်းလို့ဆိုလေကျွတ်တော်ဒီနေ့တနေ့တာပင်မလွန်တဲ့အတွက်ဗီဒီယိုရုံမလိုက်တော့ဘူးလို့ဆုံးဖြတ်ထားတယ် စိတ်ကရဲမှာကလေးတွေသွားပြီဆိုရင်တော့မက်ရွှေညိုပြလည်းချော့မယ်မို့မယ်ပေါ့ဒါပေမဲ့လေတကယ်တမ်းကျတော့ကျုပ်ရဲ့စိတ်ကူတွေရေလာမီပြောက်ပါပဲမက်ရွှေညိုပြကလေးညောင်ဟိတပြင်းပြင်းဖြစ်နေတော့တင်းကလေးရဗီဒီယိုယုံသွားဖို့အတွက်အသင့်ဖြစ်နေခဲ့ပြီလေကလေးတွေလည်းထော်သူလည်းအတူလိုက်သွားတယ်ကျုပ်လည်းဘာမှမပြောချင်တော့မှမို့အိမ်မှာပဲဆေးလိပ်ဖိုင်ငုတ်တုတ်ကြီးထိုင်ပြီးကြံနေခဲ့လိုက်တယ်သူတို့သွားပြီးတအောင်ကြတော့ဗီဒီယိုယုံဘက်ကအတန်ပလန်နေကြပြီကျုပ်လည်းဆေးဘောလေးကိုဖွာတာအာသာပြေပြီးမို့အဲ့ရတဲ့ထလာခဲ့ပြီးလဲလောင်းလိုက်တာပေါ့လေ တနေ့ကောင်ပင်မထားတာဆိုတော့ဘယ်အချိန်အိပ်ပျော်မမှန်မသိအိပ်ပျော်ပြီးအိမ်မောကြသွားခဲ့တာပေါ့ဒီလိုနဲ့နှစ်နှစ်ချက်ချက်အိပ်ပျော်နေတော့မှနားထဲမှာလမ်းဘက်ကဆူညံတန်တွေကြားမိတယ်လို့ရှာမှုကျုပ်လည်းလက်မီနိုးလာတယ်ကျုပ်ရဲ့အိမ်ရှိလမ်းမပေါ်မှာလူတွေသွားလာရင်စကားပြောနေတဲ့ကြားတယ်သူတို့တွေပြောနေတဲ့ပုံမှာထိထိပြပြရှိနေဟန်ဆိုတော့ဒါဟာပုံမှန်ဗီဒီယိုပြီးစီးလို့ပြန်တဲ့ပုံမှာဖြစ်တယ်မို့လို့တွေးမိတယ်ကျုပ်လည်းထားပြီးမေးမလို့ကြံရတော့မှဝိုင်းထဲဝင်လာတဲ့မက်ရွှေညူပြရဲ့အသက်ဆက်ဆာကိုကြားမိရပြီလေ ကျုပ်လည်းသူ့ကိုပဲမေးတော့မယ်လို့တွေးလိုက်ပြီးအဲ့ရတွေကမထားပဲနေနေလိုက်တယ်။မတ်ရွှေညူပြတော့အိမ်မော်တက်လာပါပြီ။ဖိုးတုံးနဲ့မိုးကောင်ကတော့တင်းငုပ်တဲ့အိတ်ကြတဲ့သူတွေဆိုတော့အိမ်မော်တက်မလာကြအောင်။ညူပြအပြစ်မဘာတွေဖြစ်နေရတော့။အခန်းထဲဝင်လာတဲ့မတ်ရွှေညူပြကိုကျုပ်ကစီးကျုံမိလိုက်တယ်။ဘာဖြစ်ရမလဲတော့တောင်ပိုင်းနေတဲ့ငမြောက်တန်းငမုံပေါ့ဗီဒီယိုရုံထဲမှာတရေထားစီရယ်လေ။ငမုံဆိုတာဟိုမြောက်ကြီးသားအကြီးကောင်လူပြိုပေါလေးမဟုတ်လား။ဟုတ်တယ်ဟုတ်တယ်အဲ့ကောင်လေး။အဲ့ကောင်လေးတရေစီရယ်ဟုတ်လား။ ။တရေစီရဲဆိုတာလူကြီးတွေမှာစီရဲရဲလို့ယူဆမိတဲ့ကျုပ်ကမေးမိတယ်လေ။ဟုတ်ပါဟုတ်ပါ။ကျုပ်တို့ပြန်လေစကားလေးကကောင်းနေလို့အာယုံနဲ့နှိမ့်ညောင်းနေမြ။အဲ့နှမပေးလေးလုံးမအပီးထီတော့မကြည့်လိုက်ရဘူး။ဘလို့ဖြစ်တာတော့ငါ့ကိုလေတေချာလေးပြောပြစမ်းမအောင်လား။ကျုပ်မေးနေတော့မှမညွပြနဘေးမှာလာဝင်အိတ်တယ်။ဒီလိုတော့ရေစကားလေးကကောင်းနေတော့အားလုံးကလည်းအာယုံစိုက်မိနေကြတော့အဲ့ကလေးလေ TV အရှိမကြည့်များနေအီးကလေးထအောင်ပြီးရုတ်တရက်ဆောင်းဆောင်ကြီးထိုင်ဖနောက်လေးပေါက်ရောအစတော့ကျုပ်တို့တွေမကအကုန်လုံးဘာဖြစ်တယ်မှမသိကြဘူး နောက်မှအဲ့ကောင်ကြီးရဲ့ပစံလေးငါဘာလို့လဲသိလားငါဘာလို့လဲသိကြလားဆိုပြီးလူကြီးကြောက်ရဲ့အတန်ချင်းနဲ့ထားအော်ရာအဲ့ကြမ်းမှာတင်းကလေးကိုတရေစီနေမှသိတာတော်ရဲ့ဘဲရတရေတဲ့တော့အဲ့ရတော့ပြောမသွားဘူး။ तू အဲ့လိုကြီးអော်ပြီးတော့ချက်ချင်းဆိုတယ်လို့ပဲအီအီအဲ့နဲ့ဖြစ်ပြီးတော့ရုံမဲဆန်ခါဖြစ်တာ။ तू လည်းအဲ့လိုလည်းဖြစ်ရော။ရွာရဲမိမကြီးနဲ့ကလေးရထပြေးကြတာပေါ့။ကျုပ်လည်းသူတို့ပြီးတော့လိုက်ပြေးပေါ့။ရွရွတဲတဲဖြစ်ကုန်ကြတယ်ရုံလည်းပွင့်သွားတယ်။ဟာ။ဒါကြောင့်ဗီဒီယိုရုံကပြန်လာတဲ့သူတွေရဲ့အတန်ပလန်တွေကစုညာပွက်လို့ရိုက်နေကြတယ်ဆိုတာကျုပ်ကသိမိလိုက်တယ်လေ။ ဖြစ်ရင်ဟိုကလေးရောအခုထိတရေစီနေတော့လားတရေစီရဲ့ကလေးကအဲ့ဒါပဲထောက်ပြီးတီးအီးနဲ့ဖြစ်နေဟာနောက်တော့တရေထွက်သွားတယ်ထင်တယ်သူ့အိမ်ရောပြန်မပြီးတော့တည်သွားကြတာပဲဘေးကတရေတော့ဟုတ်တော့တော့ခုပဲပြောတယ်လေတရေကဝင်စီးပြရနဲ့ငါဘာလို့လဲတီးကြလားငါစီရောအမြန်လာကြငါစီရောအမြန်လာကြအဲ့ဒါလိုပဲအချင်းချင်းအော်နေရပါဆိုတကယ်ရေအမေးမြထူလိုက်တာခဲအဲ့တော့မေတော်ရေကြောက်ကိုဘာမှလာမမီးနေတော့ဟောပေါ့ဆက်ဆက်နဲ့ပြောရင်လည်းမတ်ရွှေညူပြတယောက်ကြောက်ကိုကြောခိုင်းပြီးတဖက်လှဲသွားပါပြီ။ ကျုပ်လည်းသိကြနာရီကများနေတော့မက်ရွှေညူပြစီဒရက်ဆက်ပဲမေးမြန်းမိတာပေါ့ဒါဟုတ်တင်းကလေးကစိတ်ကောက်တယ်ဆိုတော့ကကျုပ်လည်းတပ်ပြင်းမဲ့ချလိုက်မိတယ်မက်ရွှေညူပြတစ်ချက်လွန်ကနေဖြစ်သွားတယ်ပြီးတော့ကျုပ်ကိုလဲပြန်ကြည့်လာပြီအဲ့လေကိုတော့ငါအိတ်မပြောညူပြဘာအတွက်လဲမက်ရွှေညူပြမင်းရဲ့နဲ့တစုံတစ်ခုကိုတွေးမိတယ်လို့နဲ့တွန့်ကနေဖြစ်သွားပြီဟွန်းတော်တော်ကျုပ်ကိုဘာရီကြံနေရလဲဟမ်ကျုပ်လည်းမျက်လုံးပြူးသွားတယ် မတ်ရွှေညိုပြားလည်းကျုပ်ကိုမျက်လုံးအပြူသားကြည့်နေ။အင်းကျုပ်တော့စကားလမ်းကြောင်းလွှဲမှဖြစ်တော်မယ်။မဟုတ်ဘူးလေညိုပြားရဲ့။ငါပြောတာဟိုခုနကတမေးရထားတော့ပြန်အိတ်မရဘူး။ပြီးတော့ညနေရနေပြောတာတွေငါဘလို့နားလည်ရမှမသိလို့။ဘယ်ညနေရကိစ္စလဲ။ညနေရနေငါ့ကိုစိတ်ကောက်သွားတဲ့ကိစ္စလေ။ဟိုအိမ်ကိုပြကြကိစ္စလား။အင်းကျုပ်လည်းကောင်းအသာညှိရင်ပြောလိုက်တယ်။မတ်ရွှေညိုပြားစက်ကနေကျုပ်ဘက်ကိုလှည့်လိုက်။အဲ့ဒီကိစ္စလည်းကျုပ်ကြားမိခဲ့တယ်တော့။ဟေးဘာတဲ့တော့ညိုပြားရေပြောပြစမ်းမအောင်။ မညို့ပြနှကန်းတချုံချုံနဲ့ကြုတ်ကိုပြောပြပါရယ်အခုရောက်နေကြတဲ့သူတွေကတစိကြီးဥလာဝင်ရဲ့အမျိုးတွေတဲ့အဲ့နေရာကိုတာသနာနေမြေပြန်လာပြီးရှင်းလင်းတာဆိုလားပဲဟုတ်လားဟောဒါဖြင့်ကောင်းတာပေါ့တနေ့ဟိုအမဲရောင်နေလူအောင် အမျိုးရဲပဲရလားမဟုတ်ဘူးတဲ့ရှောင်းစရာတရားကိုမြေတက်မိဖို့ပင့်လာရတယ်လေဟုတ်လားอืมဒါကြောင့်ထင်တော့ထင်မိသားပဲထင်မနေနဲ့အဲ့ဒါအတွက်ရွာရဲကအလို့သမားခေါ်တယ်တဲ့အလို့သမားခေါ်တော့ကျုံမသိကြအောင်ဆောင်ပြီးတော့တမင်ပြောလိုက်တယ် မောင်းနေပေမဲ့မတ်ရွှေညူပြရဲ့မျက်စောင်ကျုပ်စီထိုင်းကနေရောက်လာမယ်ဆိုတော့ကျုပ်သိလိုက်တယ်လေ။အော်စို့တို့တလင်းကဒီနေ့သိနေလေတော်ရွတ်သားဖားရီအလုတ်အားသွားပြီမို့လားအပူဝင်ဝင်လေးပါလိရအဲ့မှာအကုန်လုံးနေစားအလုတ်သွားလို့ကြကြည်လေ။ဟာငါတို့ကအလုတ်သွားလို့တော့နွားရီကဘသူကြောင်းမှာတော့အိုးကျုပ်တယောက်လုံးရှိနေအောင်ကျုပ်ကြောင်းမှာပေါ့မတ်ရွှေညူပြအားတက်တယ်ရောပြောချလာတယ်ကျုပ်လည်းဘာတက်နိုင်မှာတော့ခေါင်းအသားငိမ့်နေ။နင်ကွာအင်းအင်း အင်းကွာအင်းအင်းလုံးမနေနဲ့တော်တို့အိမ်မှာအလုတ်သွားလို့ဆရာတခြားဆောင်မဟုတ်ဘူးနော်ငွေလိုလိုခိုင်းတာလည်းမဟုတ်ဘူးဟာနေဟာအဆမ်းပါလားဒါဖြင့်ပြောစမ်းပါဘာကြောင့်လို့ဆိုတာဥလာဝင်းကြီးဟွက်ထားခဲ့တဲ့ရွှေတွေအဲ့ရွှေတွေကိုအလုတ်လုံနေတော်တို့တော့ရောင်ရှာကြရမှာဟာဟာလုံးမနေနဲ့မိစိန်မားတို့မိစစ်လုံးတို့လည်းတို့လင်သားတွေအိမ်မှာအလုတ်ဝင်ခိုင်းပြီးရွှေရှာစီမာတဲ့တော်ဟာမင်းတို့မိန်းမတွေနဲ့တော့ခတ်ပါပြီငါတို့ကချေချေထဲထဲကြီးမဟုတ်ပေမဲ့မစင်မစင်းနဲ့စားနေတောင်းနေမှာလေကွာ ။အိုးစားနိုင်တောက်နိုင်တော့ပြောချင်တာမဟုတ်ဘူးလေ။ကို့အတွက်ကန်ဆယ်လို့ချမ်းသာလာခွင့်ရတော့မကောင်းဘူးလား။ဟွန်း။အဲ့လိုအပြစ်စီမျိုးဆိုတာအစိတ်သီးနဲ့တူရဲကွာ။တော်စားမကိုတော့ရဲ့။အဲ့အရာတွေကလောကအတွက်ပြောလို့ဆိုလို့ကောင်းရုံလောကစကားတွေပါ။ဒီမဲ့ကိုတော့ပိုင်ရှင်မဲ့နေတဲ့ပြစ်စီကိုဘသူယူယူသူ့အလိုလိုပြက်စီးသွားတာထက်တော့အကျိုးထူရဲမလား။အိုးတော့ကျုပ်ပြက်ပြက်ပဲပြောမယ်။ကျုပ်ကိုပြက်မပြောနဲ့။ဟွန်းနော်လူကြီးတော်ဘာလို့ကျင်းနေရဆိုတော့ကျုပ်သိရနော်မက်ရှင်ညူပြာတို့နိုင်ွက်ကိုနင်းလိုက်ပြီ ကျုပ်လည်းဘာတက်နိုင်မှာလဲကျုပ်လိုပဲယောက်ျားသားတော်တော်များများလဲအိုးတော်ပါပြီဗျာကျုပ်စမပြောတော့ပါဘူးဒီခန့်တော့ဒီလောက်ပဲပေါ့ကျုပ်တို့သားဖားရိအေယိုပြက်ကြီးရဲ့အဝန်ဝိုင်းစီကိုဝင်လိုက်တာနဲ့အထဲမှာရွာရဲကနေကျုပ်တို့လိုပဲအလုလာလုကြတဲ့သူတွေအတော်များများကိုတွေးလိုက်ရတယ်အဖေကျုပ်တို့လိုပဲအလုလာလုကြတဲ့သူတွေမနည်းဘူးပဲနော်အေးတလင်းနေရာတိမ်းပြီးကြပြီဆိုတော့အားနေကြတာဟုတ်ကွာကျုပ်တို့သားဖားရိစကားပြောနေကြတော့မှစိုင်းကောင်းကိုတန်းကျုပ်တို့စီကိုရောက်ချလာတယ် မညုတ်ပြတော့များကိုတောင်းပိုင်ချက်ဗျာညာကလေးကတောင်းရဆလုံးအလုလာစင်းစိမယ်ဆိုပြီးပြောသွားတာတကယ်ကြီးပဲဗျာကိုတန့်စကားကြောင့်ကျုပ်ပြင်ပါဇက်အဟောင်းသားဖြစ်သွားတယ်ညိုပြားညရီကအဲ့လိုပြောခဲ့တာဟုတ်လားကိုတန့်အင်းဟုတ်တယ်လေညရီကဗီဒီယိုရောင်းမှာကျုပ်အလုတမရှာပေးနေလို့မညုတ်ပြားလာပြောတာအော်ညိုပြားတော့များတကယ်တကယ်အင်းချက်မွားတဲ့ချက်စနီးဆိုတော့လေကျုပ်ပြင်အပြစ်တင်မှုရအောင်မတွေးမိပါဘူးကဲကိုတန့်တို့တောင်းရကဒီဘက်ကခြုံတဲ့ကြောင့်တိုးပေးဗျာအင်းအင်း ျွတ်တော့တာပါလေတူရီ၃ယောက်ကလည်းကိုင်းခုတ်ဓာရင်းနဲ့အိမ်ကိုပြက်ကြည့်ရဲ့မြောက်ဘက်ကခြုံရိုင်းတွေဝင်ပြီးတိုးကြပါလေခြုံရင်းတွေကလည်းအနှစ်နှစ်လန်းလန်းကြောင်ဘသူမှမထိပါပဲရှိခဲ့ရတော့တာမထွားကြိုက်နေချက်ကလူတရမကပဲအဲ့တော့ကျွတ်တော့လည်း၃ယောက်သားတလောတူခုတ်ပြက်ကြတယ်တက်ညီလက်ညီဆိုတော့အလုတ်ခီးတော့တွင်နေတော့ရောက်လေရှင်မောင်တက်ပြီးတော့ခုတ်တိုးတိုးရင်းနဲ့စွန်ကန်ဝင်ချင်းလောက်မှာဝါးနှပြန်စားလောက်အလုတ်တင်ခဲ့ပြီလေအဖေခဏနားအောင်မယ်ဗျာကျောက်သားဖိုးတော့ကျောက်ကိုခွင်တောင်းပြီးတင့်တင့်နေနေရလေးတခုမှသွားထိုင်နေတယ် ကျုံနဲ့ကျုပ်တို့မိုးကောင်ကခုတ်လက်ဆောင်အပီးသက်ရှင်းလင်းခုတ်ထွန်လိုက်ပြီးကျုပ်သားဖို့တုံနာနေတဲ့နေရာစီမှာပဲတွားပြီးတော့ထိုင်လိုက်တာပေါ့လေကျုပ်ကကုန်းတုပ်ကိုထုတ်ပြီးတော့ကိုရရတယ်ဖို့တုံနဲ့မိုးကောင်ကတော့လူငယ်တဘာဝညာတော့အပီးထိမကြည့်လိုက်ရတယ်နေထိုင်လင်းရဲ့စကားကြောင့်အပီးထိမကြည့်ကြတဲ့အတွက်မချိမသာပြောဆိုနေကြတယ်ကျုပ်ကတော့သူတို့ပြောတာနားဆင်ရင်ကိုရမြုပ်နေမြည်ရလေအဖေဒီမဲ့ဘာလဲမသိဘူးဗျဖို့တုပ်ကပြောလာတော့ကျုပ်သူပြတဲ့နေရာကိုကြည့်မိဖို့တုပ်ထိုင်နေအနာချုံမင်းအောက်ဆက်မှာတက်တာဆုံးတစ်ခုလိုအရာဗျကျုပ်လည်းချက်ချင်းမဲ့အနားရောက်သွားတယ် ဖိတ်ထားပေးစမ်းကွာဖို့တုတ်ကထားယူပြီးတော့ကျုပ်လည်းအိမ်ညာအသာတူးစားလိုက်တယ်တက်တာတလုံးရဲ့အစွန်းစားတဖြည်းဖြည်းရုံလုံးပေါ်လာတယ်လေညိုပြကျုပ်ပြောခဲ့တဲ့စကားကိုကျုပ်နားရဲကြားရောင်လာမိတယ်ဖို့တုတ်လူရုပ်လူချေကြည့်ကွာဖို့တုတ်ထွက်သွားတယ်ကျုပ်နဲ့ကျုပ်တူမိုးကတက်တာဆက်တူးကြတယ်တက်မြက်တွေရှုပ်ထွေးနေတော့အတော်လေးကိုခေါထွင်အားဆိုင်နေတူးရတယ်တက်တာရဲ့လုံပတ်ကပေါ်လာပြီတပေလောက်ရှိမဲ့ကျုပ်တက်တာတလုံးပဲအဖုံးလှက်လို့ရတော့ကျုပ်လည်းဓာတ်နဲ့ကလန်ပြီးကြည့်လိုက်တာအထင်းမှာညစ်ထင်းနေပြီဖြစ်တဲ့အဝတ်နေတလားရှိနေပြီအဝတ်ကိုကျုပ်လှန်လိုက်တဲ့အချိန်မှာတော့ ဟာအတွင်းရောက်အရာတွေကကြောက်ကိုရောကြောက်တူမိုးကောင်းပါအာမေရိတန်ကိုစီထွက်သွားစေတယ်။ရွှေတွေဗျာရွှေရင်းကားတွေနဲ့လက်ဝတ်လက်စားလေးတွေတက်တာလို့အပြည့်ပဲဗျာ။လီလီဒါဒါရီယာမိုးကောင်းအတန်ထွက်လာလို့ကြောက်ကရှုကနေတိတ်နေဖို့အမူအရာပြလိုက်ရတယ်။တစ်ခုနှစ်ခုလောက်ကြောက်ယူပြီးကပုံစားတွေထည့်ဖို့တွေးလိုက်တယ်။အိုးဒါပေမဲ့လေဗျာတက်တာတစ်ခုလုံးတွေ့နေပြီပဲဆိုရဲအတွေ့အကြုံကြောက်လည်းပြန်ထည့်ထားလိုက်တယ်။တက်တာကြောက်ပြန်ပေးလိုက်တယ်။နေရာမပြတ်ပဲမြေပြန်ဖုံးလိုက်ပြီးကြောက်တို့ခုတ်ထားတဲ့တရွတ်တွေကိုမယူလို့ဖုံးအုပ်လိုက်တယ်။ တိုးဆထားတဲ့မြေအစနာတွေပါမကြောင်ဖုံးပြီးတော့စိတ်ချပြီလေဟေးဖိုးတော်မိုးကောင်ဒီကြောင်ဘာသူမှမပြောနဲ့နော်ညကြမှာအချိန်နေလာကြည့်ပြီးငါတို့တဲကြမယ်ကလေးနှစ်ယောက်စလုံးကခေါင်းကိုညှိကြတယ်သူတို့လည်းဝမ်းသာလုံးနေကြတယ်လေကဲအလုပ်ပြန်စားကြစုကျွတ်တို့ခြုံတွေကိုနောက်တစ်ကြောထပ်မံပြီးခုတ်ကြတယ်စိတ်ကအလုပ်ထဲရောမရောက်တော့ညအမြန်ရောက်ပါစီလို့ပဲဆူတောင်းနေမိကြတာထိမိခိုက်မိဖြစ်မှာဆိုတော့မင်းရဲ့စိတ်နဲ့ပြီးတော့အလုပ်ကိုတော့အာရုံစိုက်နေကြရတာပေါ့လေ ဒီလိုနဲ့ညနေပိုင်းအလုပ်သိမ်းပြီလို့ကျုပ်တို့တွေပြန်ကြတော့ကျုပ်ပစ္စည်းတွေမယူခဲ့တာဟာမှန်ကန်ကြောင်သိမိရတယ်။ဦးလာဝင်းရဲ့ဆွေမျိုးစုတွေတွေကအလုပ်ဝင်လုပ်တဲ့သူတွေအကုန်လုံးစစ်ဆေးကြတယ်။တချို့ခြံဝန်းတွေနဲ့အိမ်ပြကြီးရနေအဖိုးရှိတဲ့ပစ္စည်းကလေးတွေကောက်ယူလာတာရှိတယ်။အဲ့အရာတွေကိုသူတို့ကသိမ်းဆဲယူကြတယ်။ဒီလိုတွေနေ့လေကလေးကအလုပ်နေရာတွေကိုလိုက်ပြီးအကဲခတ်နေကျုပ်သတိထားမိတယ်။ကျုပ်တို့ကတော့ဟန်မပြတ်နေကြတာပဲလေ။ပစ္စည်းရတဲ့သူတွေခင်ဗျာလေသူတို့မြေအပိုင်းစီကဆိုတော့ဘသူကဘာပြောတတ်မှာလဲဗျာရထားအလီတွေပြန်ပြီးပေးကြတာပေါ့ ကျွတ်တူကတော့ဟန်မပြတ်ပဲပြန်ပြီးထွက်ခဲကြတယ်။လမ်းတစ်လျှောက်တားပါတူရီတော်စလုံးဘာစကားမှမပြောပြကြဘူး။ရွာထိပ်ကိုရောက်လာတယ်။လမ်းတစ်ဘေးမှာဘယ်ဟာရောက်လာမှမသိတဲ့အယူတယောက်ငုတ်တုတ်ထိုင်နေတာမြင်ရတယ်။အမှတ်တမဲပါပဲ။တေချာတော့မကြည့်မိပါဘူး။ကျွတ်တူအယူရဲ့အရှယာနေဖြတ်သွားကြတယ်။ဟေးသူတပားပိုင်ဆိုင်ပြီးတော့အုပ်ဆောင်ယူဆောင်ခြင်းဟာခိုးယူခြင်းမြောက်တယ်ကွ။ကျုပ်စိတ်ထဲကနေရေရွမိလိုက်တယ်။အယူကကျုပ်တို့အဖြစ်ပြောင်းများတိနေသလားရဲ့လို့တွေးမိလိုက်ပြီးမှမဖြစ်နိုင်တော့မှအတွေ့ရကနေထုတ်ပြလိုက်တယ်။ သိရင်ပြန်ပြောတွင်းပြန်ပေးတချို့တော့အရာများငရဲမိထပူတတ်တယ်ကွအယူကဆက်ပြောတယ်ကလေးနှောက်ကအယူကိုလှဲကြည့်ကြတယ်ကျုပ်ကြည့်ပြီးတော့အယူကမြေပြင်ကိုဒုတ်ချောက်လောက်ထောက်ခေါင်းကုပ်ပြီးတော့သူ့ဘာသာပြောနေတာကျုပ်တို့ကတော့မလုံမလဲဖြစ်နေတာကျုပ်တို့လည်းရွာထဲကိုဝင်လာခဲ့လိုက်တော့ပေါ့အိမ်ရောက်လို့ဖြစ်သောကုန်စင်ကိုမတ်ရွှေညူပြစီပြောပြတော့တင်းကလေးကခုံပေါက်လို့ပြောရင်ကလေးတွေအရှိမှတော့ကျုပ်ကိုပြေးဖန်နန်းတာကျုပ်ဖြင့်ကလေးတွေကိုမျက်နှာပူလုံလို့တင်းကလေးကိုတွန်းထုတ်ရတယ်ကိုတော့ဒီညကိုပဲအရာယူတော့မနေ့ကဆိုတော့စိတ်မချဘူးတော့ အေးဒီညဝင်ငါတို့ပြန်ဝင်ယူကြမှာကျုပ်စိတ်ထဲတညနေလုံးစိတ်ထရနေအစီစဉ်ချထားပြီးသားလေညစာကိုခက်ဆော့ဆော့ပဲစားလိုက်ကြတယ်မောင်မီဆိုတော့ ਨੇ ကျုပ်တို့လည်းအိမ်ကနေထွက်ကြတယ်လူရိတ်လူချေချင်းနဲ့ရွာပြန်ထွက်လာခဲ့ကြတယ်ရွာပြန်ရောက်ပြီးအိမ်ကိုကြီးနောက်ရောက်တော့အထက်ကအရေးကိန်းကိုတဖန်ဆောင်ကြည့်ကြတယ်အိမ်ကိုပြက်ကြီးအထက်မှာမီးရောင်နေလင်းနေပြီးစကားပြောတန်နေထွက်နေအဝုံအဝိုင်းကိုစောင့်ကြတဲ့သူတော့မရှိဘူးကျုပ်တို့လည်းတကားမရှိတာမရှိပဲအဝန်ဝိုင်းနဲ့ဝင်ခဲ့ကြပြီးနေ့လယ်ကကျုပ်တို့ခုတ်ထွေနေနေအောင်စံတော်ဝါဝါနဲ့တဖြည်းဖြည်းလာလိုက်ကြတယ် အမိုက်တွေအတမထအောင်ဖဲတယ်။နေလေကလေးကအရေးချေကြည့်ပြီးတော့တူးထုတ်ထားပြီးဖြစ်တဲ့တစ်တောင်မထုတ်လိုက်တယ်။ဘောက်ခနဲ့နဲ့ကျွတ်တို့နောက်တစုံတစ်ခုခုံချလာတဲ့အတန်းကျွတ်တို့လှဲ့ကြည့်လိုက်ကြတော့အမလီအမေဒါဒါရဝါဖန်ဖန်နဲ့ AOG ရဲ့အရှင်သခင်ဥလာဝင်းဆိုရဲမျက်ကန်းတဆေကြီးပြ။ကျွတ်တို့တော့အနောက်မှာမမကြီးရက်နေရ။ကျုပ်ကကလေးတွေရောတဆေကြီးကိုကြည့်ပြီးအလုံးအမင်းပဲလန့်သွားကြရတယ်။တဆေကြီးကအရှိကိုတိုးဝင်လာရင်ကျုပ်မြင်ကွေးကနေဖြတ်ခနေပြောက်သွားတယ်။အဲ့နောက်တော့ကျုပ်နှစ်ဖေးကတာဖို့တော့ဝုန်းကနေထားရပြီ ငါပြက်စီငါရှယ်ရီနင်းတော့လည်းမရှိပါဘူးဟိုကောင်နေလည်းမရှိပါဘူးဟမ်ဟောင်ဖို့တော့ကျုံနဲ့မိုးကောင်တို့အပြိုင်ပြောမိကြတယ်ဖို့တော့ကလက်ကြီးစံတမ်းပြီးကျုပ်လည်းပြန်ရုတ်တရက်ထားညတာမိုးကောင်ကဖို့တော့လက်တွေဖြန့်ဖြေတယ်ရုံရင်ဆန်ခန်းနဲ့စူးစူးညံ့ညံ့တွေဖြစ်ကြပြီလေကျုပ်တော့ထမမထားလာအောင်တမ်းမလုံးနဲ့ကျုပ်သားဖို့တော့ရဲ့လေပင်ညှက်ထားမှုအောင်မှအသက်ရှူကျက်ပြီးမျက်လုံးတွေလည်းပြားဝေးလာတယ်ဟေးရကြစမ်းမီးရောင်တွေဖြာကနေကြလာပြီးအော်ဟစ်တာမြစ်တဲ့အတန်းကြောင့်ဖို့တော့တန့်ငနေရသွားတယ် ရှမ်းဆရာနဲ့တဆေကြီးဥလာဝင်ရဲ့စိတ်မျိုးတွေပြကျုပ်တို့တစ်ဖက်မှာရက်ကြတယ်လူရောက်ပါတယ်မင်းတို့လည်းမရစရာဘူးဖိုးတော့ဟာကျုပ်ကိုလှုပ်ပြီးရှမ်းဆရာနဲ့လူတွေစီကိုလှမ်းអော်တယ်ကျုပ်နဲ့မိုးကောင်းလည်းဖိုးတော့နဲ့ဝေရောက်ကမှုရှူလို့ထပြေးမိတာပေါ့မနေ့ကနေ့ကိုဖမ်းမိမလို့ဖြစ်ပြီးမှတည်တည်ကလေးလွတ်သွားခဲ့ရတာအခုတော့နေ့ကိုမလွတ်စေရတော့ဘူးရှမ်းဆရာအဲ့လိုပြောပြီးတော့အင်းဆက်တစ်ချက်ကိုဖိုးတော့စီပြက်လိုက်တယ်လက်ခနဲဖြာသွားတဲ့အလင်းအောင်ကျွတ်တွမြင်ရပြီးဖိုးတုတ်တောင်ကျွတ်တုတ်ခံရတယ်လို့လက်တွေချီပြီးပူကတ်သွားခဲ့တယ်လေဟမ်အခုတော့ဘာတတ်နိုင်သေးလဲ ရှမ်းဆရာကြီးသဘောအကြကြီးကြပြောရင်လေဖိုးတုတ်စီလှမ်းလာတယ်ဖိုးတုတ်ကရုံးကင်တဟီဟီအော်ရဲဆဲဆိုရဲရှမ်းဆရာကသူ့လွယ်အေးကြီးရဲ့တစုံတစ်ခုကိုထုတ်တာကျုပ်လှမ်းမြင်လိုက်ရတယ်ကျုပ်စိတ်ထဲဒီဆရာကျုပ်သားတစ်ခုခုလောက်တော့မယ်အထင်နဲ့စိတ်ပူသွားပြီလေဒါကြောင့်ပါကိုမမစင်စားနိုင်တော့ပဲသူတို့ကြောင့်အပြေးဝင်ပြီးတော့ကာရှက်လိုက်မိတယ်ကျုပ်ရဲ့လောရကြောင့်ရှမ်းဆရာရဲ့ခြေလမ်းတွေတက်ငနေဖြစ်သွားတယ်လို့အနောက်ကလူတွေလည်းကျုပ်စီလှမ်းတိုးလာကြတယ်ဟေးနေ့တာတရေဘူးခံရပြီနိဖဲလိုက်စမ်းရှမ်းဆရာလှမ်းအော်ပြောတယ် 这个破豆来几米？破豆个在哪家边？手感恶很。哦，大爷们搞了八百步步边，没弄个到七六秒。嘿，姑娘，看不到我们在哪那边？俺那个生意熬过单，难熬嘞。走来过单边边部做啥来着？我第一次冒昧走到那边呢，来口等着飘飘跑出来。嗯，刘大爷，刘大爷，把么好歹都着把二嫂妈妈你家人家吓破八百。一包哩，等你如果俺老那大妈么好找呗。 အဲ့စကားကိုပြောတာညနေတော်ကကျုပ်တို့ရထိုင်မှာတွေ့ခဲ့ရတဲ့အယူကကျုပ်တို့ကြားဝင်ရောက်လာတယ်။ဟေးအယူမဆိုင်ဘေးဖယ်နေလိုက်စမ်း။ရှမ်းဆိုင်ရဲ့အနောက်ကတပည့်လို့ယူစားတဲ့တယောက်ကအယူကိုလှမ်းអော်တယ်။အယူကရှုရှုရှာရှာဖြစ်သွားပြီ။အိုးဟာသူရောနှစ်သားလေးကဘာအတွက်ကြောင့်ရှူရမှာလဲ။ယူခြင်းယူနေမဲယူလိုက်။အယူရဲ့စကားဆုံးတာနဲ့ရှမ်းဆိုင်ရဲ့တပည့်ကရုတ်တရက်ကြီးတခြင်းနဲ့អော်ဆိုပြီးအယူတယောက်လိုကခုန်နေ။အော်လက်ဆက်တတော်မင်းကတာမန်အယူမဟုတ်ဘူးကို။ မင်းမသူလေဘဲရလေပြောစမ်းအယူအောင်ဆောင်တဲ့ကောင်ငါပြောပြီးပါပြီကောငါသူတော်ကနှစ်သားလေးပါလို့နေရနှစ်သားမဟုတ်ငါကိစ္စကိုဝင်လာရှုပ်လို့ငရဲသားပဲဖြစ်ရမယ်ရှမ်းစရာအရှုပ်ထုတ်ကိုအများဆုံးရှင်းလို့ရဟန်နဲ့ပြောရဲပြီးတော့အင်းတစ်ချက်ထထုတ်ပြီးအယူကိုလှမ်းပေါက်တယ်ချင်းငင်းနဲ့မိုးချင်းတန်လို့အတန်ကြီးပေါ်ထလာပြီးအင်းချက်ကဓာတ်ချောင်းလို့အသွင်းနဲ့အယူစီကိုပြေးဝင်သွားတယ်ဒါပေမဲ့လေအဲ့အယူကအင်းချောင်းလက်နဲ့ပဲအသာရဖမ်းယူလို့သူ့လက်အကြီးရဲ့ထည့်လိုက်တယ်ဟာအာသူရောနှစ်သားလေးအချင်းတိတ်မြဘူးကွယ် အယူအဆရှိပြီးပြောရဲရှမ်းစရာနောက်ထပ်အင်တချက်ကိုနှုတ်ပြီးပြစ်ဖို့ကြံ့ရွယ်ဟန်မယ်ဒီအချိန်မှာပဲအယူအမြေပြင်စီကိုလညိုထုတ်လို့ပစက်ကတီးတိုးရေရွက်လိုက်တယ်အံ့ဩစရာပဲဗျရှမ်းစရာတောင်အင်းချက်နိုင်နေကနေရုတ်တရက်ကြီးဖိုင်းကနေအယုတ်ကျုပ်ပြက်လဲကျသွားတာမြေပြင်မှာဆန့်ဆန့်ချင်းနဲ့မလှုပ်တော့အယူအကျုပ်နဲ့ဖိုးတုပ်ဘက်ကိုလှည့်လာတယ်နေတော့လေသူတပားဥစ္စာမှတ်မောမနေကြနဲ့ပိုင်ရှင်ရှိပြီးပိုင်ရှင်သိနေတယ်လေသူတပားရဲ့ပစ္စည်းဥစ္စာဆိုတာငရဲမိထက်ဆယ်ဆပြင်ထန်ပူလောင်ရတတ်တယ်ဟုတ်ဟုတ်ကဲ့ ကျုပ်လည်းသားဖြစ်သူဆုံရှောက်မယ်အရေးကိုကြုံထားတော့နောင်နာရီရှင်မှာကိန်းအောင်နေရပြီလေ။ဟေးတစေကြီးနင်လည်းနင့်ပစ္စည်းအဥ္စာတွေဆွဲလန်းတဲ့စိတ်ကြောင့်ဒီဘဝမှာနှစ်ပေါင်းများစွာနေနေရတာမခါသေးလို့မလား။လွတ်ရကြွရရှာပါတော့လား။ကျုပ်ရှာကျင်တာကြာလာပေါ့။တပြက်လည်းနင်ဆွဲလန်းနေတဲ့အရာတွေကိုလိုအပ်တဲ့နေရာတွေစီစွန့်ကျဲပေးကံပြီးဒီဘဝကိုစွန့်ပါတော့လား။အယူစကားအဆုံးမှာကျုပ်သားဖိုတိုကိုရီးယားတစေကြီးဟာရှိုက်ကြီးတငင်းနဲ့ငိုကြွေးပါတော့တယ်။ ငါဆုံးလို့ချင်ပါပြီအစကတည်းကငါဆုံးဖြတ်ထားပြီးသားပါဒါကြောင့်လည်းငါပစ္စည်းတွေငါပြန်ရှာနေမိတာပေါ့မျက်စိကန်နေပြီဘာကုန်းမှမမြင်ရတော့ဘလို့မှရှာမတွေ့ခဲ့ဘူးအခုမှပဲကောင်းပြီလေနေဆုံးဖြတ်ထားပြီးသားဆိုရင်တော့နေပစ္စည်းတွေကိုလုံးကြာစီမှာငါအပ်ထားပေးမယ်နေလဲဘယ်စီမှာအပ်ထားလဲဆိုတာသိစေရမယ်နေကိုရိုင်းဘယ်စီဘယ်ဝဲပေးကန်းစွန့်ကျဲလို့ပါတယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုရပြီဆိုရင်တော့အဲ့ရနေရှိပြီးပေးကန်းလိုက်ပေါ့ဒါအောင်နေလက်ခံနိုင်မလားလက်ခံနိုင်ပါတယ်ဟုတ်ပြီလေဒါဖြင့်လေကျန်တာတွေကိုနေနဲ့ငါနဲ့နှစ်ယောက်တည်းတိုင်ပင်စီစဉ်ရလိမ့်မယ် ဒါကြောင့်လက်ရှိခန္ဓာရှင်ငဲ့ညာတော့အပြည့်သူ့ရဲ့ကိုရီးယားနေထွက်လိုက်တော့အယူကလက်ကိုဝှေ့ရမ်းပြီးပြောလိုက်တော့ကျုပ်သားဖိုတိုကအချက်ချင်းပဲပြော့ခွေပြီးတော့လဲကျသွားတယ်။ကျုပ်ကကျုပ်သားလေးအပြေးပွေးလိုက်မိတယ်။ကျုပ်တူမိုးကောင်လေးအနားရောက်လာတယ်။ရှမ်းစရာဘက်ကလူတွေကတော့သူတို့ရဲ့တတိလက်နေရလားတိတ်ဆုံးသွားလားမသိရဲ့ရှမ်းစရာကိုဝိုင်းဝန်းပြုစုနေကြတယ်။ဒီလိုအချိန်မှာပဲအယူကတော့နေအားနေဖဲခွာလို့ထွက်ခွာသွားခဲ့ပြီလေ။သားသမီးဆိုတာရေရနာတဲ့ ဒီလိုယရနာမျိုးဟာတက်ရှိယရနာမျိုးဘလို့တတ်မဲ့ယရနာမျိုးနဲ့ပဲလဲလှယ်ပေးပါစေကျုပ်ကတော့လဲမပေးနိုင်ပါဘူး။ဒါမိဘမြတ်တာဆိုမလားပဲ။မတ်ရွှေညူပြလည်းကျုပ်လိုပါပဲ။အိညာကျုပ်တို့ရဲ့သားဖို့တုံးနဲ့ကျုပ်ရဲ့ဖြစ်အင်ကြောင့်သူ့ရဲ့မတော်လောပါကိုသူတွေးမိပြီးရှိုက်ကြီးနေငယ်ငိုကြွင်ကျုပ်တို့သားဖောက်အကျဉ်းချင်းတောင်းပန်နေ။ကျုပ်တို့သားဖောက်နဲ့ဘယ်ရာကိုမှသူမလဲလှယ်နိုင်ပါဘူးတဲ့။ကျုပ်တော်ဖြင့်ဝမ်းသာလိုက်ရတာဗျာ။ကျုပ်သားဖို့တုံးလည်းကျုပ်လိုပဲနေလိမ့်မယ်။ဘာကြောင့်ဆိုသူ့မြတ်ဝန်မှလည်းမျက်ရည်တွေလဲလို့ရလေ။အေးကျုပ်တို့ခုပြောရအောင်မယ်ဗျာ။ ကျွတ်တို့တွေ့ခဲ့တဲ့တတကြီးလေအဲ့တတကြီးရဲ့တည်ရင်မနဲ့လင်းတဲ့ချိန်မှာကျွတ်တို့ကြားမြတတကြီးအခွန်ကြီးဖြစ်နေရတဲ့အထဲမှာဘာဆိုဖာမှရှိမနေတော့ဘူးရဲ့လေဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနဲ့တက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့ဇလန်ကောင်းလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်နာဆင်အပ်ပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်